ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်မေလ15ရက်ကြာသာရင်းနေနေခင်းစီးရီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကရင်ပြည်နယ်ကျုံတို့ကော့ဂရိတ်နယ်မြေမှာမက်ဆီကိုက်တွေများလာနေတဲ့ဖြစ်ပါတယ်စိန်စရာခြေဆိုင်အမှတ်330အမြောက်တရင်ကနေကော့ဂရိတ်ကျုံတို့နယ်မြေကိုပြစ်ကူပြီးတပ်ခွဲတွေဆေလွတ်ထားခဲ့ပါတယ်မကြာသေးခင်ကပြစ်ကူပြီးအင်အားကြီးအဖြစ်ပို့ဆောင်ထားခဲ့တဲ့ဘူကြီးဟိန်းထန်တိုင်းတမန်လေးကမက်ဆီကိုက်ခဲ့ပြီဖြစ်ပါတယ် အမြောက်တက်လို့အဝေးကနေ viewer ကြားတဲ့နေရာတွေမှာအခြေပြုပြီးပြစ်ကူပေးရတဲ့တက်ဆိတ်တက်ဆူမှုတောင်မဆီကြိုက်တယ်ဆိုတော့ viewer စခန်းကောင်းကြီးတွေကိုဖေးလုံးရစ်ပတ်တိုက်ခိုက်နေတယ်လို့ယူဆရပါတယ်။ကြောက်တက်ရင်အမြောက်တက်ကိုဝေမာဆိုတဲ့စာတို့ကလည်းမှားယွင်းခဲ့ရပြီဖြစ်ပါတယ်။ကော့ဂရိတ်နဲ့မြောက်ရီကြားကတရံကူရွာမှာစစ်ကောင်စီအခြေချထားတဲ့ရွှေချံမြင့်ရှေးအောင်ဖုံးကြောင်းမှာလည်းထိတိတိုက်ပွဲပြင်းထန်လျက်ရှိပါတယ်။အဆိုပါဖုံးကြောင်းမှာစစ်ကောင်စီဟာ2024ခုနှစ်အေဒီလာအတွင်းစတင်တပ်ဆွဲခဲ့တာဖြစ်ပြီး နာမည်ကြီးအောင်စရာစစ်ကြောင်းကိုအဓိကအထောက်အကူပြုနေတဲ့စခန်းဖြစ်ပါတယ်။ဆိုပါစခန်းကိုလှိုင်ဝအမြောက်စခန်းကနေလက်နက်ကြီးပြကူပေးနေတယ်လို့လေကြောင်းကနေလည်းဘုံကျဲပြီးစစ်ကူပေးနေတာဖြစ်ပါတယ်။စာရံမှုစခန်းကိုစစ်ကူမလာနိုင်ရေးဂျုံတို့ကော့ကရိတ်လမ်းမကော့ကရိတ်ဒေါနာတောင်အောက်ပေါ်တဲ့လမ်းမတွေကိုလည်း KNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေပိတ်ဆို့ထားပြီးဖြစ်တယ်လို့ခန့်မှန်းရပါတယ်။မကွေးတိုင်းအထက်မင်းလာမျိုးတွေတောင်ပခက်တဲလိုက်မှာစစ်ကောင်စီစစ်ကြောင်းတစ်ခုဝင်ရောက်လာပြီး ဒေသခံပြည်သူတို့ကိုကာကွယ်ရေးတပ်ဖွဲ့ဝင်လို့ဆွဆွဲကတပ်ဖြတ်သွားတယ်လို့သိရှိရပြီးအသက်ခံရသူဟာမြေသူမြေဝါဖြစ်ကြောင်းစုံစမ်းနေသေးဖြစ်ပါတယ်။ပေတော့နဲ့ကံကြောဘက်မှာလည်းစစ်ကြောင်းငယ်တွေလှုပ်ရှားတပ်ဖြတ်နေတာရှိပါတယ်။တပြန်နေဟာခုံကြီးစခန်းကနေထွက်လာတဲ့စုပေါင်းအင်အား80ခန့်ရှိတဲ့စစ်ကြောင်းဟာရှမ်းနယ်ဒီဗျူဟာဘက်မှာလှုပ်ရှားနေတာဖြစ်ပါတယ်။ဂျမန်နေမနေ့၈နာရီကမှမော်တော်ယာဉ်နှစ်စီးနဲ့ကုန်းပေတော့ရွာဘက်ကိုရောင်ပြထွက်လာပြီးရှမ်းနယ်ဒီတတော်ကျွန်းဝိုင်းစကျွန်းတော်ကနေလှည့်ပြန်လာတာရှမ်းနယ်ဒီဗျူဟာစခန်းထဲမှာပဲပြန်လည်အခြေပြုထားတာဖြစ်ပါတယ်။ အဆိုပါစစ်ကြောင်းရဲ့စစ်ကြောင်းငယ်တွေဟာတောင်ဘက်မှာဆိုရင်ရေကျော်လမ်းပေါက်မြောက်ဘက်မှာဆိုရင်တောင်တော်လမ်းပေါက်ကိုင်းငယ်လေးတောရာကျောင်းလမ်းပေါက်ဗန့်မြင်လမ်းပေါက်ကိုင်းငယ်ကြီးလမ်းပေါက်ချွေကျောင်းချက်ချံဤနဲ့ရှမ်းနယ်ကြီးတာဝါတိုင်းဂုံးတို့မှာကြောက်ပြားဝဲကင်းမုံဝင့်နေကြတာဖြစ်ပါတယ်စကိုင်းရဲ့အနောက်ဘက်တောင်တော်စမ်းလေဗန့်မြင်သုံးမြေစုံနေရာတွေဖြစ်တဲ့ဒေသခေါ်ကွေကျောင်းနဘက်ဆန်းတုံးမုံကျော်စင်သေးကျောက်ဘက်တွေကိုလည်းတပ်စိမ့်နှစ်ခုနဲ့ရောင်ပြားစစ်ကြောင်းတွေဝင်ရောက်နေတာရှိတဲ့အတွက် ဒေသခံပြည်သူတွေအသွားလာဂယူဆိုင်ကြဖို့နယ်မြေကစေးသတင်းရင်းမြစ်တွေကသတိပေးနေတာကိုတွေ့ရပါတယ်ဆလင်းမြုံနယ်နောက်ဖက်ချမ်းခင်ဘလူရွာနဲ့မကြီးကုန်းကျေးရွာများကိုတိုက်ပွဲဖြစ်ပွားခြင်းရှိပဲဂျက်ဖိုင်တာနဲ့နေကြောင်းကနေတိုက်ခိုက်မှုပြုလုပ်ထားပြန်ပါတယ်။ကချင်ပြည်နယ်မွန်ညင်ခရိုင်အင်းတော်ကြီးဒေသဆလင်းကုန်းအင်းသာဘဲချမ်းမှာရမန်လေးမနဲ့ပိုင်းကလေးကထိပ်ပိတ်မှုပြင်းထန်လျက်ရှိပါတယ်။နမ်မုံဘက်ကနေရှမ်းပြည်ပြည်သူစနစ်စစ်ကောင်စီစစ်ကြောင်းဟာစစ်ကြောင်းတို့ခြိတက်လာတာဖြစ်တဲ့အတွက် KIA ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ထိတိုက်တိုးကြတာဖြစ်ပါတယ်။ တိုက်ပွဲဟာအတန်အသင့်ပြင်းထန်မှုရပြီးစစ်ကောင်စီဘက်ကတော့လက်နက်ကြီးအသုံးပြုတိုက်ခိုက်ထားတယ်လို့သိရှိရပါတယ်။ဖားကံဟိုကာမိုင်းနဲ့အင်းတော်ကြီးဘက်ကလည်းစစ်ကြောင်းနှစ်ကြောင်း